ားလုံးပဲမင်္ဂလာရှိသောညနေခင်းလေးဖြစ်ပါစေအားလုံးပဲအာ sorry ဘလို့ပဲဖြစ်ဖြစ်ပေါ့နော်ကြီးလိုက်တဲ့အချိန်ကဘယ်ချိန်ပဲဖြစ်ဖြစ်မနေ့ပဲဖြစ်ဖြစ်ညနေပဲဖြစ်ဖြစ်နေခင်းပဲဖြစ်ဖြစ်ညပဲဖြစ်ဖြစ်ပေါ့နော်ကြီးလိုက်တဲ့အချိန်မှာမင်္ဂလာရှိတဲ့အချိန်လေးကိုပိုင်ဆိုင်နေပါစေလို့အရင်ဆုံးဆုမွန်ကောင်းတောင်းပါတယ် okay ကျွန်တော်တို့လက်ရှိအာနိုင်ငံရေးအခြေအနေအရာရောเนาะဟိုမြန်မာနိုင်ငံတလောမှာတဘောဗီအန်ကြီးအများကြီးခံစားနေရတဲ့အတွက်ကြောင့်မလို့လေမကက်အာ ခံစားရတဲ့ကာယကံရှင်တွေနဲ့အတူပေါ့နော်ထက်တွေ့ထက်မြတ်ဝန်းနေရပါတယ်ပူဆွေးရပါတယ်ခံစားရတဲ့အကြောင်းလေးရယ်ဆုံးပြောချင်ပါတယ်ဟုတ်ကဲ့ဒီနေ့ဗီဒီယိုလေးကတော့အခြေအမှပေါ့နော် ပေါ်ပပါလေးပဲစိတ်ကလေးကိုဘယ်လိုမျိုးပျော်ရွှင်အောင်ထားရမလဲပျော်ရွှင်မှုအတွက်ဘာလေးတွေလုပ်ရမလဲဘယ်လိုလေးကြိုးစားရမလဲဆိုတာလေးကိုကြည့်ပြီးသားမှာဖြစ်ပါတယ်ဒီကတော့အခြေအဆင်မပြေနေတဲ့သူတွေအခြေအမှ content မရတဲ့သူတွေချစ်တော်သူတွေချစ်ချင်းမရတဲ့သူတွေအဲ့လိုလူတွေအတွက်ဖြစ်ပါလိမ့်မယ် အဆင်မပြေဖြစ်နေတဲ့သူတွေအတွက်ပေါ့နော်ဒီဗီဒီယိုလေးကလေကိုယ့်ရဲ့အဆင်မပြေခြင်းပေါ်မူတည်ပြီးတော့ပြရတဲ့ကတ်တွေကလည်းတူမှမဟုတ်ဘူးပေါ့နော်အဆင်ပြေအောင်လမ်းပြရမျိုးဖြစ်ချင်ဖြစ်မယ်ဒါမှမဟုတ်အဆင်မပြေရတဲ့အကြောင်းပြချက်ကိုမတည်တည်ရတဲ့သူတွေအတွက်လည်းအဆင်မပြေတာဘာလို့မပြေရလဲဆိုရဲအကြောင်းပြချက်တွေလည်းသူပေးချင်ပေးပါလိမ့်မယ်ဆိုတော့သူတို့ကကပေါ်လာတဲ့ energy လေးတွေကိုကျွန်တော်တကယ်ချင်းပေါ့ပါပါလေးဖြည်းဖြည်းချင်းချင်းလေးပြောပြီးတော့အာဆွေးနွေးကြမယ့် reading ဖြစ်တယ်ဆိုတော့ပေါ့ပါပါလေးပဲကျွန်တော်လည်းဒီနေ့ အာချောကလက်လေးစားပြီးတော့စိတ်လေးပေါ့ပါပါလေးနဲ့သွားနေပါရဲ့အဲ့တော့အာကျွန်တော်ရဲ့ဗီဒီယိုလေးကြည့်နေတူရောလေးကြွေးပါရဲ့စားပါဦးခင်ဗျာချိုကိုစတိတ်လေးရန်ကောင်းလားချောကလက်ကစိတ်ညစ်ပြေစီရယ်လူဟိုတက်တာစီရယ်အဲ့အဲ့အကြောင်းမို့လို့ကျွန်တော်အဲ့စကားကိုဒီနေ့လက်ကင်ထားပြီးတော့ချောကလက်စားပါရဲ့อืมလေကောင်းပါရဲ့ဟေး I'm just kidding ကျွန်တော်တို့စားလိုက်ကြအောင်เนาะဗီဒီယိုနဲ့စားလိုက်ကြအောင်ပါ

ရည်ရင်လို့ပဲကျွန်တော်ကတော့ခေါင်းစဉ်တက်လိုက်မယ်နော်ဟိုတော် Oracle ကတည်းထုတ်တော့ထုတ်တယ်ဒါတွေကလည်းကိုယ့်ရဲ့ကိုယ့်ကိုယ်ကိုပြင်ပြောက်လို့ organize ဖြစ်ဖို့အတွက်ပေါ့နော်ကျွန်တော်အဲ့လိုပဲသတ်မှတ်ပါတယ်ဆိုတော့ဒီကလေးကိုမေ့နေရနော်ဟိုပျော်ရွှင်မှုပျော်စိတ်လေးကြည်လင်အောင်ပျော်ရွှင်အောင်ဘယ်လိုနေရမလဲဆိုတဲ့အချိန်မှာကျွန်တော် happy leader သင်စေကိုမေ့တော့မရဘူးလေနော် Okay ဆိုတော့ကျွန်တော်စားလိုက်ကြအောင်ချိန်လေးမနှောင့်သေးခင်နော် โอเคซาวด์นี่ล่ะไม่ดีอูจรกล้องแองเกิลนี่ซาวด์นี่ต้องมามาเลยจรพ้องอ่ะเลยสู้ไว้ยาดิวดูยาเลยปูบายาดิวดูนี่มันๆเนี่ยจะไม่รู้อ่ายูไซต์จะเอาเนาะเจมายนี่จรซาจี้ไล่จ่ายอ่ะมาชีสมิบีโด client uh sorry uh, collected the money we ဘာလေးဒီဘလို့အနေမလဲကြည့်အောင် Knight of Cups Okay ဆက်ပါပြီ Knight of Cups နေပေါ့เนาะ Knight of Cups ဆိုတော့လေอืม single life မှာတင်းတင်းရောင်ရဲနေတဲ့ပုံစံမျိုးလေးတွေ့ရပါတယ်เนาะအဆင်မပြေဖြစ်နေရဲဆိုတာမျိုးတစ်ပေါ့เนาะကိုပွားကိုတာယာရဲအဆင်ပြေအောင်နေနေရဲဆိုတဲ့ပုံစံမျိုး DVD ကို single လေးကြီးရများပါလိမ့်မယ် single မဟုတ်ရင်တော့မအဲ့လိုတယောက်တည်းဖြစ်နေရဲတွေများစုအားဖြင့်ပါပါလိမ့်မယ် okay များနေပြီ okay page of wands okay energy is so refresh ဖြစ်တယ်ဒီလား no one start energy ပေါ့နော်ဆိုတော့အခုမှဟို new beginning တစ်ခုကိုစထားရည်တွေပါမယ်ဒါမှမဟုတ် relationship တခုအနေကိုမှထွက်လာတာတိတ်မကြသေးဘူးဆိုရယ်ပုံစံမျိုးအဲ့လိုမျိုးလေးပါကောင်းပါမယ်เนาะဒါမှမဟုတ်အဲ့လိုမျိုးအေးပေါ့အဲ့လိုမျိုး fresh ဖြစ်တဲ့ energy မျိုးလေးပါမယ်เนาะပညာပညာရဲ့အသိလေးတွေလုပ်ငန်းအသိလေးစတင်ရတဲ့တွေပါမယ်အဓိကတော့ ကိုကျွမ်းကျင်တဲ့နယ်ပယ်တစ်ခုမဟုတ်ဘဲနဲ့နောက်ထပ်နယ်ပယ်တစ်ခုကိုခြေလမ်းစနေတဲ့ပုံစံမျိုးလေးကိုမြင်ပါတယ်နော်လွတ်လပ်ပေါ်ပါနေတဲ့ energy ပေါ့နော်ဆိုတော့အခြေအားဖြင့်ဒါကြည့်ရမယ်ဆိုရင်တော့လေအများကြီး serious ကြီးမတွေးတော့ဘဲနဲ့ပေါ့နော်အတိတ်ကအရာတွေလည်း ဟီးလင်းလုတ်တင်းတဲ့လောက်လုတ်လုတ်လုတ်ထားရယ်ဆိုပုံစံမျိုးဒါမှမဟုတ်လုံနေတယ်ဒါကြောင့်အခုချိန်မှာစိတ်ပျော်ပျော်ရွှင်ရွှင်ပဲပျော်ရွှင်မှုကိုပဲဦးစားပေးနေရယ်ဆိုရယ် energy မျိုးတော့ရရဲ့801 new ones community ကြောင့်လို့ဆက်တယ်လေးလူချင်းတဲ့သူဆက်တယ်လေးအနေဆုံးရလာပါလိမ့်မယ်နော်ကိုကလေ communication မှာအရင်အဆင်ပြေနေလိမ့်မယ်တခြားသူတွေနဲ့စကားပြောရတာအရင်ကမှ okay ပြီးတော့အတိုင်းပေါင်းညီနေလိမ့်မယ်စကားပြောရတာလည်းအရင်အဆင်ပြေနေတဲ့ကာလကြီးဖြစ်ပါလိမ့်မယ်အခုချိန်မှာကြိုးစားနေတဲ့အရာတွေကလည်းအလင်းအနှင်းနဲ့အမြန်အမြန်ဆုံး ဖြစ်လာပါလိမ့်မယ်เนาะဆိုတော့အခုစ조사နေအရာတွေအတွက်လက်မလျှော့ဘဲနဲ့ဆက်ပြီးတော့조사ပေးပါเนาะအခုချိန်မှာရနေတဲ့ intuition တို့ဘာလို့ ਆ လဲအခုတည်းတကယ်ကိုကိုက်ညီဖို့များပါတယ်ဆိုတော့အခုချိန်မှာတော့ positive energy positive vibe ပေါ့เนาะကျွန်တော် positive energy လေးအများကြီးရပါတယ်ဒီကတ်ဒီကနေပေါ့เนาะဆိုတော့ okay kino source လေးစာပြီးတော့တွေ့ပါပြီ kino source ဆိုတော့ဒါအတွေးများတာပေါ့เนาะအတွေးများတာကိုက ကိုကိုရန်ကအတွေ့လက်တော်မှာအတွေ့အရန်လွန်တက်တာအရန်အတွေ့လွန်တက်တဲ့စပွန်ဆာမျိုးဒါမို့အရန်ချက်ကားပြီးတော့တွေ့တက်တဲ့လူမျိုးမဟုတ်ရင်ကိုနဲ့ဒီလင်းလုံးနေတဲ့သူအဲ့လိုမျိုးလူမျိုးဖြစ်တတ်တယ်နော်ဉာဏ်ပညာကြီးမားတဲ့သူမျိုးနဲ့ဒီလင်းလုံးမိနေတတ်တဲ့အဲ source energy ရှိတဲ့သူပေါ့ source energy ဆိုတော့ပြတ်သားရေအဲပြတ်သားရေအတွေ့အခေါ်အရန်ကောင်းနေ creativity မြင့်နေအဲစဉ်းစားတီထွင်နိုင်စွမ်းမြင့်ပါတယ် ။ဒီနေ့တော့ EDS နိုင်နေဆက်တွေဆက်ဆက်ရေးတွေမှာသူရဲ့ခန္ဓာချက်ကိုဘယ်လိုထုတ်ပြရမလဲမသိတဲ့သူတွေနဲ့ဒီလလုံးမိနေရမျိုးဖြစ်တတ်တယ်။ဒါမှမဟုတ်ကိုကိုရင်ကအဲ့လို energy မျိုးမှာရှိနေတာဖြစ်တတ်တယ်။ဒီမှာတော့အဲကျွန်တော်ကဒီကြည့်ဗီဒီယိုကြည့်နေတဲ့သူတွေဆီကနေ feminine deck ကိုရရတဲ့ကြောင့်မလို့ဒီ masculine energy ကကိုယ့်ရဲ့တစ်ဖက်သူကိုယ်နဲ့ဒီလလုံးနေတဲ့သူတရားရောဖြစ်လိမ့်မယ်လို့မြင်ရတယ်နော်။ ဆိုတော့ဒီလင်းလုပ်တဲ့သူရှိရဲဆိုတော့ crash လို့ x ဆိုတာမျိုးစုံဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့အဲကိုကိုနဲ့ဒီလင်းလုပ်နေတဲ့သူကအတွေ့အများတက်တယ်နည်းနည်းလေး AD ရဆက်နိုင်တယ်သူရဲ့ခံစားချက်တွေကိုတော့ပုံမပြတတ်ဘူးအဲ့လိုမျိုးပေါ့သူမချစ်ပြတတ်ဘူးဆိုရင်အဲ့လိုမျိုးလူမျိုးဆိုရင်တော့ energy ကိုက်ပါရယ်နော် okay ဆက်ပြီးရရှိအောင်ဘာပြောရှင်နေသေးလဲ error source yes အချီအဲကျွန်တော်အဆင်ပြေရယ်အလောက်ကင်ပိုင်းနေအဆင်ပြေရယ်ငွေရှင်နေရယ် ဒါမှမဟုတ်ပေါ်ပါလေးကိုအဆင်ပြေအောင်နေနေရယ်ဒါပေမဲ့အခြေရေးမှာတော့လမ်းပြမှုလေးရှိနေတော့မယ်နော်ဟိုဒီပါတနာနဲ့လည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ကိုယ့်ရဲ့ overall အခြေရေးမှာကလမ်းပိတ်နေရပေါ့လမ်းပြောင်းနေရအဲ့လို energy မျိုးလေးရတယ်နော်ဆိုဘာဆက်လို့လို့လို့ရမှန်းမသိဘူးအခြေအမှဘာကြီးဆက်ဖြစ်မှန်းမှန်းလဲကိုကိုကိုမသိရောဘူးအဲ့လိုမျိုးပုံစံမျိုးလေးအတွေးလွန်နေရမျိုးလေးတွေကြောင်းပိမိနေရမျိုးလေးတွေတွေ့ရပါတယ်တယောက်တည်းနေရတော့ပုံရွအဆင်ပြေလေးအောင်မယ်နော် single လေးတွေတော့ကလည်းရည်စားမထားနေအောင်နော်ရည်စားမထားနေအောင် ရီစားရီစားထားရေဆိုချစ်တာကြိုက်တာရေတစ်ပုံတော့ဖြစ်နိုင်ရင်တော့တယောက်သေးပဲကိုကိုကိုဦးစားပေးပြီးတော့လေနေရာအကောင်းဆုံးဖြစ်လိမ့်မယ်တိလာအဲ့လို energy လေးရောကျွန်တော်ရရတယ်နော်လွတ်လပ်ပေါ်ပါခြင်းနဲ့ချစ်ကြည့်ခြင်းနဲ့ဆိုပြီးတော့သွားပြီးတော့မချစ်ကြည့်လိုက်နေအောင်ပေါ့နော်음အချီကဘာလို့အဆင်မပြေရလဲဆိုတော့အကြောင်းပြချက်ကိုကြည့်ရရင်음အတိတ်မှာပေါ့နော်ကြံရဲ့အရာလေးရှိသေးတယ်တချို့အရာလေးဟင်းလင်းလို့ပူကြံနေသေးတဲ့အကြောင်းမလို့အချီမှာ စင်မပြေဖြစ်နေရပါတဲ့နော်နောက်မှကိုယ့်ရဲ့ပါတနာကအဲ့လိုမျိုးလူမျိုးဖြစ်တတ်တယ်နော်အတိတ်မှာပြဿနာလေးရှိနေလေးမလို့ရသေးတဲ့သူနော်အဲ့လိုမျိုးလူမျိုးတွေကဖြစ်တတ်တဲ့အကြောင်းမလို့ကိုကလေဒီပါတနာနဲ့ဟိုအဲဘယ်လိုပြောမလဲဒီနေ့လောက်တဲ့နေရာမှာအခက်အခဲလေးဖြစ်သွားတာပေါ့နော် seven of swords တွေတွေ့ပါတယ်ဖေးချုပ်ဝင်စရာအောင်မှာ seven of swords တွေတွေ့တော့อืม okay mm ပထမကဒီဟာကကျွန်တော်ပြောရဲ refresh energy positive energy လို့ပြောရဲပေါ့နော်ဒါပေမဲ့တကယ်တမ်းကျတော့ကိုကအဲ့ပြဿနာကိုကြုံခဲ့ရတဲ့အရာတွေကိုမတိကျအောင်ဆောင်ထားတဲ့ပုံစံမျိုးလေးမြင်ရတယ်ပြေပြေရွှေရွှေမဲကိုပါတော့ကို single life မှာပဲအဆင်ပြေသလိုနေရယ်အဆင်ပြေချင်အောင်ဆောင်တဲ့ပုံစံမျိုးလေးတွေ့ရတယ်အဆင်ပြေချင်အောင်ဆောင်လို့မရဘူးတကယ်ပြေမရမှာနော်ဆိုတော့အဲ့ပြဿနာလေးတွေဒီအတိတ်ကအဲ့တစားပေါက်ခံရတာတို့နော် healing လုပ်ဖို့လိုချင်နေသေးရတို့ past က past ကကြုံခဲ့ဘူးတဲ့ experience ဆိုဆိုအားရေပေါ့နော် okay to your source okay ဒါမဲ့ तू อ่ะတဖြည်းဖြည်းနဲ့အဆင်ပြေလာဖို့ရှိတယ်နော်ဒီ healing မလို့อ่ะ healing မလို့ဖြစ်တဲ့သူတွေတက healing လို့ဖြစ်သွားဖို့ရှိရဲ့ heal ဖြစ်သွားဖို့တော့မြင်ရတယ်တဖြည်းဖြည်းနဲ့ပေါ့နော်ဒါမဲ့အအခုချိန်မှာတော့အဲ့ကာလာကိုတော့ဖျက်ချော်နေရတဲ့ပုံစံမျိုးမြင်ရတယ်နော်ဆိုတော့အဲ့ကြောင့်ရည်စားမထားနိုင်အောင်လို့ပြောတာကိုအဆင်သင့်မဖြစ်သေးဘဲနဲ့ထားလိုက်ရင်ကို့ပါတနာအတွက်လည်းမကောင်းလို့ကို့အတွက်လည်းမကောင်းဘူးပေါ့နော်ဆိုတော့တရားရေအကွက် โอเคကျွန်တော်တွေ့ပြီကိုကအဆင်မပြေဘူးမဟုတ်ဘူးပြည်တယ်ဒါပေမဲ့ကိုရဲ့အပေါ်ပိုင်းကြည့်လိုက်ရင်တော့ဒီမှာ701 uh sorry 89 cards ဆို keno uh sorry page 1ဆိုတော့အရင်အဆင်ပြေရဲ့ energy 801ဆိုတော့အရင်သက်လက်ဖြက်လက်ပြီးတော့ဒါပေမဲ့တကယ်တမ်းကျတော့ relationship တစ်ခုနဲ့လူတစ်ယောက်ယောက်နဲ့ဒီလင်းလို့ကြည့်လိုက်တဲ့အခါမှာကိုရဲ့ conflict mindset တွေပေါ်လာတယ် conflicted mindset တွေပေါ်လာတယ်ကိုရဲ့အလိုမကျမှုလေးတွေပေါ်လာတယ်အတိတ်ကပြဿနာလေးတွေပေါ်လာတယ်နော်အဲ့အချိန်မှာဘယ်လိုဒီလင်းလို့ရမှန်းမသိတော့ဘူးအဲ့လိုပုံစံမျိုးကြီးဖြစ်လာတတ်တယ် နော်ဆက်ကျွန်တော်အဲ့လိုမျိုးကြီးတွေ့ရတယ်နည်းနည်းပေါ့နော်ဟို confuse ဖြစ်တာအဲ့လိုအတွေ့အရှင်းရှင်းလင်းလင်းပြပြတော့တာမရှိတာအဲ့လိုမျိုးလေးတွားပြီးတွေ့ရတယ်အဲ့ aerosol energy ကနေဒီ chronosol energy ကိုရောက်ဖို့လိုအပ်နေတယ်လို့မြင်ရတယ်နော်အတိတ်ကိုအတိတ်မှာထားစူးစမ်းရရှိရစူးစမ်းဖို့လိုတယ်ပြီးတော့ two ones two ones အဆင်ပြေခြင်းနဲ့အခြေအဆင်ပြေခြင်းနဲ့ဆိုရင်အချိန်တစ်ခုလောက်ဆောင်းပါအဲရော့ခါဆိုတာအတိတ်ကိုကြောခိုင်းပြီးတော့အချိန်တစ်ခုလောက်ဆောင်းပါအုံးဆိုတဲ့ပုံစံမျိုးလေးပြောထားတယ်နော်ဘာလို့လဲဆိုတော့ဒီမှာ error source လေးကမွန်ချက်မှုတွေကိုတွေ့ရတယ်မွန်ချက်မှုတွေအလိုမကျမှုတွေเนาะအဲ့လိုမျိုးတွေတွေ့ရတယ် emotional emotional breakdown တွေပေါ့နော်ပြီးတော့ emotional emotion နဲ့ပတ်သက်တဲ့ကိုယ့်ရဲ့ past က trauma တွေအဲ့ဒါတွေနဲ့ပတ်သက်ပြီးအကျဉ်းကျနေတဲ့ပုံစံမျိုးလွတ်လပ်မှုမရှိတဲ့ဟိုလူတစ်ယောက်ရဲ့ energy separate air energy ကိုရတယ်။ဘာလို့ဆိုတော့လက်တလုံးမှဒီနေ့လုံးနေတဲ့သူเนี่ยအဆင်မပြေဘူးဆိုတာကလည်းဒီအဲ့ဒီကိုယ့်ရဲ့ပြဿနာရဲ့အကြောင်းလည်းဖြစ်နိုင်တယ်เนาะ။ဟိုကိုကလေဟိုမှာနိုင်ငံခြားသွားဖို့စီစဉ်ထားရဲ့ဆိုရင်အဲ့နိုင်ငံခြားရောက်တော့မှပဲအဆင်ပြေသွားလိမ့်မယ်အခြေအေးမှာပေါ့เนาะ။ဆိုတော့အခြေအေးအားဖြင့်အဲ့လိုလေးမြင်နေ။ဒါမှမဟုတ်ကိုကဟိုနိုင်ငံခြားသွားဖို့စီစဉ်မရှိပါဘူး။လက်လက်တော့ဒီနိုင်ငံမှာပဲနေဖြစ်မှာပါဆိုရင်ကျွန်တော်ပြောသလိုပေါ့เนาะ။ကိုယ့်ရဲ့ ဒီအတိတ်ကကြုံခဲ့ရတဲ့ဟာတွေအပြေဝလွတ်ချသွားနိုင်တော့မှာပဲအဆင်ပြေသွားတော့မယ်လို့တော့မြင်ရတယ်เนาะဒီကျကျွန်တော်ဟိုချိုကလက်လေးစားကြည့်တော့ခဏလေးပါเนาะကမ္ဘာချိုကလက်တွေပေးပါတော့မယ်โอเคอืมကိုယ်မရွေးချယ်တာတွေ့တယ်เนาะအတိတ်မှာကိုယ်မရွေးချယ်ခဲ့တာနောက်တယောက်ရသွားတာလို့เนาะ မျိုးတက်ဖောက်ပြန်သွားတာအဲ့လိုမျိုးကြီးတွေ့ရတယ်ဒါကြောင့်လေကိုကရုံမထွက်နိုင်ဘူးအဲ့ကိုရဲ့အတိတ်ကလူလည်းဖြစ်နိုင်တယ်နော်ဟွန်းစကားများတာပေါ့နော်โอเคကျွန်တော်အဲ့လိုမျိုးကြီးတွေ့ရတယ်နော်ဆိုတော့အဓိကတော့ပြောချင်နေဆိုရင်သူများကမထိန်ချုံနဲ့နော်ကိုရဲ့ဒီပိတ်မိနေတဲ့တွေးတွေကိုအမြဲဆုံးပြန်ရှင်းပေါ့နော်ဟင်းနေလို့ဖို့လိုရလေးလို့ပေါ့နော်အဲ့လိုမျိုးတွေကတွေ့ရတယ် တော့ okay oracle card တွေကဘာပြောမလဲကြည့်ရအောင်ဟိုအာဒီနှစ်လသုံးလလောက်ကြာအောင်နောက်နှစ်နှစ်လပိုင်းလောက်နော်နောက်နေ့နောက်လပိုင်းလောက်ကြာရင်ကိုယ့်အတွက် potential ရှိရတူဒါမှမဟုတ်အခြေမှာအပြောင်းလဲတွေဖြစ်လာနိုင်တယ်เนาะဆိုတော့အဲ့ဒီတော့မြင်ရတယ်ဗျ။အဲကျွန်တော် Oracle card တွေတွားရအောင်။ Okay ။ Now pause from load တော့เนาะဆိုတော့တစ်ခါရဲတစ်ခါရဲဟို energy တွေရအောင်လေး။ โอเคဒီမှာ pure source ကိုမြင်ရအစိတ်မကောင်းဒီကက်ကလေး pure source ရရန်ဆိုရယ်โอเคဆိုတော့ဘာလဲဆိုတော့ဟိုစိတ်မရှိရပါတော့เนาะอืมရေရှည်ကိုကြည့်ပါเนาะရေရှည်ကိုကြည့်ဟိုရေတိုလောက်ကိုမကြည့်နဲ့လူကိုရွေးချယ်တာဖြစ်ဖြစ်အချိတ်တခုကိုရွေးချယ်တာဖြစ်ဖြစ်လူတယောက်ကိုချိန်တာပဲဖြစ်ဖြစ်ပေါ့เนาะဒီလူနဲ့ဆိုရင်ငါကကျွန်တော်တို့ကဒီဒီလူတွေအတွက်ကဒီရင်းချက်ဖို့လိုအပ်ပြီးဆိုရဲပုံစံမျိုးတွေတွေ့ရတယ်ကိုကအဲ့လိုမင်းချက်ချင်ဘူးပေါ့ပါလီပဲလွတ်လပ်လေးပဲနေချင်တာဆိုပြီးအဲ့လိုမျိုး အဲ့လိုမျိုး energy တွေရရတယ်အဲ့လိုမနေနေရောနော်ဆိုရင်ရင်းကြက်ကြက်လေးပဲနေပါဟိုပြောရင်းကြက်လေးနဲ့ပြောပေါ့နော်ပြောရှင်အောင်နေပါဟိုပြောရှင်မှုမရှာရအောင်လို့ပြောတာမဟုတ်ဘူးပြောအောင်နေဒါပေမဲ့ရင်းကြက်ကြက်လေးနေပေါ့နော်ရင်းကြီးရင်းကြီးဟိုရင်းကြီးဘယ်လိုပြောမလဲငယ်ရွယ်လွန်တဲ့ energy နဲ့နေရော immature မင်းကြက်တော့လေလေဒီလားဘယ်လိုပြောမလဲဟိုတကယ်ဘဝလောကရန်နဲ့ဂျုံတဲ့အခါမှာခန္ဓာရင်မရှိပဲဖြစ်လိမ့်မယ်နော်ဆိုတော့ရင်းကြက်ဖို့လိုအလေးလေးလောက်ပါ ဒါတော့ကျွန်တော်ပြောတဲ့ message တွေလည်းကျွန်တော်ခံစားရရတယ်เนาะကျွန်တော်လည်းလည်းတော့အလိုအလိုများဖြစ်နေအလိုဖြစ်နေရပေါ့เนาะဒီကတော့တစ်ဖက်သူကဘာမှမဟုတ်ဘူးတစ်ဖက်သူက A ရဲ့သူမျိုးအဲ့လိုမျိုးလူမျိုးနဲ့တွားပြောဒီနေ့လောက်တဲ့အခါမှာကိုကအရန်ပူရဲသူမျိုး ဘာလို့ဆိုတော့ကိုကအရင်က trauma ရှိရတယ်နော်အရင်ကကိုထားခဲ့ခံရတာဖောက်ပြန်ခံခဲ့ရတာအဲ့ဒါကြီးရှိရလူတယောက်အနေနဲ့ကြတော့တပည့်တွေ action တွေအားမရတာလို့နော်သူကတော့ EDA ဆက်ကြီးသူကတော့ငါလူချင်းတလောင်းငါပေါ့မပေးဘူးဆိုပြီးတော့အဲ့လို conflict တွေဖြစ်လာပြီးတော့တယောက်တည်းလေးအတွေ့အများရှုပ်ထွေးပြီးတော့စိတ်တွေညစ်တာပေါ့နော်ဆိုတော့အဲ့လို energy မျိုးပဲနော်အဲ့လိုမျိုးအဲ့လို energy မျိုးရတာဆိုတော့ ိုတဖက်သူနဲ့အေးဒီဆက်တွေလုံနေရဆက်သွယ်ဖြစ်နေရဆိုတော့ဒါတွေကကိုယ့်ရဲ့စိတ်အတွင်းပိုင်းတွေကနေလာနေတဲ့အတွေးအတွေးတွေပဲပေါ့နော်ဆိုတော့အခုချိန်မှာအရင်ဟိုတဖက်သူနဲ့ပတ်သက်ပြီးတော့ရန်နေဖြစ်တယ်ဆိုရင်ဥမာအတွေးတွေလုံနေဆိုရင်ဒါ overthink ဖြစ်တယ်ဆိုရင်ဒါကိုယ့်ဘက်ကတယောက်တည်းအတွေးလုံနေတာဖြစ်လိမ့်မယ်နော်တပတ်သူဘက်ကအရှင်ဒီပါရီတော့မတွေးရသေးဘူးเนาะအဲ့လိုဆက်တယ်ပြည့်နေရဆိုတော့ဆက်တယ်ပါပြင်ရဖို့တော့မြင်နေเนาะဆိုတော့နောက်ပိုင်းမှာပြင်ရဖို့တော့မြင်နေเนาะโอเคကျွန်တော် โอเค healing အနေနဲ့ဗာလီအတည်တာဘို့လိုအပ်မလဲ emotional healing အနေနဲ့ဗာလီလို့ဘို့လိုအပ်လဲပေါ့နော်အဲ whisper of the ocean လို့ခေါ်ပါတယ်ဒီကလေးကတော့အရင်မှ healing energy အပြည့်ရှိတဲ့ကလေးပါကျွန်တော်ရဲ့ကတိထဲမှာအလားဆုံးကတ်လို့ပြောလို့ရတယ်ပေါ့နော်မြေကြည့်အောင်နံပါတ်44 any explain wonder magical blessing and miracles are occurring in your life or your prayers are answered now okay so any explain wonder um မဖြေရှင်းထားတဲ့ မဖြေရှင်းရသေးရဲ့အဲ့လိုမျိုးပြောချင်တာပေါ့နော်ပြောချင်တာကတော့ဟို magical blessings ဆိုတော့ okay ကိုဘွားရဲမှာပေါ့နော် stable ဖြစ်တဲ့အရာအပြောင်းလဲတွေခုချိန်မှာဆလာပြီပေါ့နော်ဆိုတော့ဒါတွေကလေ pass က energy ဖြစ်နိုင်တယ်ဆိုတော့ terror gap က energy တွေရတယ်နော် pass က energy ဖြစ်နိုင်တယ်အဲ့တော့ pass မှာဂျုံနေရတယ်ဘလိုမျိုးမကောင်းမှုတွေပဲဖြစ်ဖြစ်လက်လွတ်ပါကျွန်တော်တို့တရားသဘောနဲ့ပဲရှင်းကြည့်အရှိကိုအရှိတိုင်းလက်ခံလိုက်ပေါ့နော်စင်မပြေတော့ဘူးမပြေတော့ဆိုရင်မပြေတဲ့အတိုင်းလက်ခံပြီးတော့ရှေ့ဆက်သွားကြရအောင်ပါနော် အဲ့တော့ရှေ့မှာကောင်းမွန်တဲ့အရာတွေတည်ငြိမ်တဲ့အရာတွေစောင့်ကြိုနေပါတယ်။နောက်နေ့လေးလပိုင်းဒိုမဟုတ်အခုအာနောက်ထပ်လေးလလောက်အချာကျရင်ဒါကောင်းမွန်တဲ့ကိုယ်ပိုင်တွေမှာပြောင်းလဲကြီးကြီးမားမားရစပြီးတော့ဖြစ်လာတော့မယ်ဆိုတဲ့ပုံစံမျိုးလေးမြင်ရတယ်နော်။အញ្ញံဆုံးဆိုတော့လေးရပေါ့နော်။ Okay 41လေးကနေရအကောင်းနေပါတယ်။ Convey your meaning နော်။ Okay reflect on the way you communicate with others and with yourself. Be sure to express your thoughts and feelings from your heart and with respect and sincerity ဒါလေးဘာပြောလဲဆိုတော့အာကျွန်တော်စကားတခုတော့သွားတတိယရေဟိုဘယ်လိုပဲ Bruce Lee Bruce Lee ပြောရတဲ့နေဟိုကျွန်တော်တို့ကို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 ပေါ့နော် negative negative အနေနဲ့ဟိုဘယ်လိုကိုကိုကိုဟာတာအနေနဲ့အောင်မှ negative လို့မပြောသင့်ဘူးဆိုတာမျိုးပေါ့အဲ့တော့ကိုကိုပြောရတဲ့ဇာတ်ကကိုကိုကိုပြန်ပြောရတဲ့ဇာတ်ကတော့ကိုကိုကိုတွေ့အတွေ့အဲ့ဒါတွေကကိုကျွန်တော်တို့ရဲ့နေ့စဉ်တူဝါမှာအများကြီးတယောက်မှုရှိနေတယ်အဲ့ဒါကိုသိစေချင်တာပေါ့နော်အဲ့တော့ကိုကိုကိုပြောရတဲ့ဇာတ်ကတွေကိုကိုကိုအာတွေးနေတဲ့အတွေ့အကြုံပေါ့နော်အဲ့ဒါတွေကကိုရဲ့နေ့စဉ်တူဝါလုပ်ငန်းဆောင်တာတွေမှာအရင်တယောက်မှုရှိရပေါ့အဲ့တော့ကောင်းတာတွေ့ကောင်းကောင်းကောင်းတာတွေ့ရင်ကောင်းတာဖြစ်တယ်ဆိုရင် energy ပဲပေါ့နော်အဲ့လိုမျိုးပြောထားတာဖြစ်ပါတယ် destined potential rely on your faith and the knowledge like that nothing is impossible use your determination to hang in there until you realize a goal okay မဖြစ်နိုင်အောင်ဆိုတာမရှိဘူးပေါ့เนาะ okay အချိန်မခံရအောင်ဆိုတာလည်းမရှိဘူးเนาะအဲ့ဒါလုံးမှာဖြစ်နေရတဲ့အရာတွေကခဏတာလိုပဲတတ်မှတ် ဟိုမကောင်းတဲ့အရာတွေဆိုတဲ့ခဏတာပဲ surrounded by prosperity ငွေကြေးနဲ့ပတ်သက်ပြီးအရင်ကံကောင်းနေအခြေအရေတော့ဒီမှာအများကြီးမမြင်ဘူးเนาะငွေကြေးတွေကိုယ့်ရဲ့ the financially the career အဲ့ဒါကြီးအရင်အဆင်ပြေလာမယ့်ပုံစံမျိုးလေးတွေ့ရအလောက်ကိုင်းနေပညာရေးတွေအရင်အဆင်ပြေနေပါတယ်เนาะဟိုအဓိကတော့ reality ပေါ့နော်လက်တွေ့ဆန်ဆန်လေးတွေ့ဖို့အဲ့ဒါလိုအပ်တယ်ပြီးတော့ကျွန်တော်ပြောသူကိုကိုကိုတွေ့ရအတွေ့တွေအဲ့ဒါတွေကိုပြန်ပြင်ဆင်ဖို့လိုတယ်ကိုကိုကိုပို့ချစ်ပေါ့နော်အဲ့လို energy လေးပြောထားတာလေးတွေ့ပါတယ်ကျွန်တော်ဆက်ကြည့်အောင် okay bye guidance ပေးထားလေး okay ဗာလေးလို့ပို့လို့အလဲဗာလေး guidance ပေးတာလေးကြည့်ရအောင်ပါ okay ဝင်လေးရှိသွားရင်တော့ကျွန်တော်ခွင့်လွတ်ပါ okay okay your light is shining brightly okay လာလိုက်တာနော်သူရဲ့ကိုရဲ့အလာကိုကကိုတင်တာတဲ့ပေါ့နော်မ destination ကဒီမှာလေးပါတော့ဒီမှာ determination နော် ဒီကတော့ဒီကိုရဲ့ပန်းတိုင်ရောက်ပုံနီးစက်နေပြီဆိုရယ်ပုံစံမျိုးပေါ့နော်ဆက်ကြိုးစားပါတဲ့နော်ဆက်ကြိုးစားပါဆိုရယ်ပုံစံမျိုးပေါ့နော် destination ကိုရဲ့ပန်းတိုင်အောင်ယုံကြည်မှုရှိရယ်ဆိုရင်ဆက်ပြီးတော့ကြိုးစားပါလက်မလျှော့နဲ့အားမလျှော့နဲ့ပေါ့နော်လမ်းတဝက်မှာအားလျှော့လိုက်ရင်ဘာလို့မှာနေတော့ရောက်ကြိုးစားခဲ့ရတယ်လကားဖြစ်သွားမယ်လीနော်ဆိုတော့အဲ့ဒါကိုပြောထားတာပါ cleansing water ဆိုရယ်ဒါလေးရဲ့ healing energy လीနော် purification activate vibrant life force ကျွန်တော်တို့ဒါရ healing ပဲပေါ့နော်ကိုကိုကို healing ပြန်လို့ပြောတာပြောတာပါမလို့အလင်းပြန်နေရတယ်လို့ကပါ โอเคဒီကတော့အလိုနေအောင်နဲ့ထိရတာတော့အဲလိုမျိုးရေစိမ့်တာရေကူးတာတော့เนาะပန်းလေးနဲ့ထိတွေ့လောက်တာမျိုးပန်းပန်းလေးကြီးစိမ့်ပြီးရေချိုးတာမျိုးအဲ့လိုမျိုးလေးလုပ်ပေးသင့်တယ်เนาะအဲ့တော့ကိုယ့်ရဲ့ဟိုစိတ်ထဲမှာရှိတဲ့ emotional pain တွေနာကျင်မှုတွေဒါတွေအကုန်လုံးတက်တာဝါဖို့တက်တာဝါစေဖို့အတွက်ဖြစ်ပါတယ် watching color line back rest and relax ဟို single နေနေရော single line မှာပဲ AC နေပါအောင်เนาะချစ်သူရေးစားမထားပါနဲ့အောင်မထားပါနဲ့အောင်ဆိုတော့ လက်တော်မှာဒါနည်းနည်းလေးကိုပွားတယ်မှာ emotional cloud တွေရှိနေရယ်နော် new horizon လာပါလိမ့်မယ်တွားသူနည်းနည်း far away ဆိုတော့လေနည်းနည်းဟိုကိုအတွက်တော့နည်းနည်းကြောက်အောင်မယ်တင်တယ်နော် energy ရလေနည်းနည်းကြောက်အောင်မယ်တွားသူဖြစ်လာပါလိမ့်မယ်နော်ဖြစ်လာတဲ့ခါကျရင်တော့အစင်းလေးဖြစ်အောင်ပြင်ဆင်တော့ပေါ့နော်အခုချိန်မှာ relax လေးလုပ်ပြီးတော့ဒီလောကလောကတဘာဝကြီးကိုခံစားလိုက်ပါအောင်ဆိုရယ် energy မျိုးလေးပေးပြောထားရယ်ပေါ့နော် Okay angel angel answer ရေးနေနဲ့ angel message တွေပါပေးခြင်းနေလေ BSR တဲ့အကောင့်မျက်စိထားပါတဲ့ပြီးတော့ကိုဖြစ်ချင်တဲ့အရာတွေကဖြစ်လာမှာတချိန်ကျရင်ဖြစ်လာမှာ yes ပေါ့နော်စိတ်ပူစရာမလိုပါဘူးအဲ့လို energy လေးပြောထားပါတယ်နော်ဆိုတော့အခြေအနေနဲ့ပတ်သက်ပြီးလည်းစိတ်မပူနဲ့တူရသူဖြစ်သွားလိမ့်မယ်ကံအကောင်းမှုရှိရင်နောက်ပိုင်းမှာပေါ့နော်ဆိုတော့နောက်ထပ်၄လလောက်အကြာကျရင်ကံအလုံးဝအမြင့်ဘက်ကိုရောက်သွားမှာခုလက်တော်ကတော့နည်းနည်းလေးရောခက်ခဲနေုံပဲနော်အဲ့လိုလေးမြင်နေခက်ခဲနေုံပဲဆိုတော့တဖြည်းဖြည်းတော့ပြေလည်လာတော့မှာပေါ့နော်ဟို တကောင်တဲ့တကောင်တဲ့ညမနဲ့တော့ပါအောင်ဆိုရဲအဲ့လိုစကားမျိုးလေးအဲစကားမျိုးလေးကြားရနိုင်ပါလိတကောင်တဲ့ညမနဲ့တော့ပါအောင်ဆိုရဲပုံစံမျိုး Okay ပျော်ရွှင်စေဖို့ဘယ်လိုလုပ်ရမလဲဟောထားလာပြီ Thank you gratitude เนาะ gratitude ဟိုဘေးရဝဲဖြစ်ဖြစ်ပျော်ရွှင်ပျော်ရွှင်မှုအဲအဲ့ဘေးရဝဲဖြစ်ဖြစ်ပေါ့နော်ဟိုကျေးဇူးတင်ပါကိုပါရဲမှာထွက်သွားရသူတွေရောကိုပါရဲမှာလက်ရှိရှိနေပေးနိုင်တဲ့သူတွေရောအာမဟုတ်ဟိုအကုန်လုံးပေါ့နော်ကျေးဇူးတင်ကျေးဇူးတင်ပါ အာအရာအားလုံးကကောင်းမှုဖြစ်လာတယ်အရာအားလုံးကရွယ်ချက်တစ်ခုကြောင့်နော် reason တစ်ခုကြောင့်အကြောင်းပြချက်တစ်ခုကြောင့်ဖြစ်လာရဲဆိုတာလေးမမေ့ပါနဲ့နော်လွတ်လပ်ဖို့ပါပဲနေပါကိုယ့်မိသားစုကိုအလေးထားပါတမူထားပါရှိနေရောမှာတမူထားနော်မရှိတော့ရဲ့အခါကျမှလွမ်းဆွတ်နေဒါအပေါ်ပဲဖြစ်သွားလိမ့်မယ်နော်အဲလိုရှိနေရောမှာတမူထားဒီကတော့ single life မှာပျော်ပျော်ရွှင်ရွှင်နေကိုယ့်ရဲ့ဝါသနာရဲ့ပါရာတွေကိုလုတ်ပြောစရာပြောတာတွေကိုလုတ်ပေါ့နော် okay ဒါတွေကတော့ soulmate message တွေဖြစ်ပါလိမ့်မယ် soulmate တို့ဒါမှမဟုတ်အခြေအနေနဲ့ပတ်သက်တဲ့ message ပေါ့နော်အဲ့တော့ ဒါလေးတော့တောင်းထားပြီးဟတ်ရှိတ်လေးပေါ့โอเคကြည့်အောင်ဟတ်ရှိတ် message ရေးတောင်းပေးထားပါတယ်ကြည့်အောင်ပါ Embrace uh, through each other you find the missing piece. Okay. ဟိုလူတက်တီကိုကျွန်းဆိုပါနော်ဟိုလူကတော့ဒီလိုဖြစ်တယ်ဒီလူကတော့ဒါဖြစ်တယ်ဆိုပြီးတော့လူတွေကိုလေအရင်ကြီးဝေဖန်မစောနဲ့ပေါ့နော် judge သိမ့်မလုံးနဲ့ဟိုလူတိုင်းလူတိုင်းနဲ့ဥမာ ဟိုဘယ်ပြောမလဲငါတို့တက်တက်ထက်တဲခွဲမှာဆိုလို့လူတွေနေတော့စကားမပြောတော့ဘူးငါ့မှာငါတယောက်တည်းပဲနေရောအဲ့လိုမျိုးမလုံနဲ့နော်ဘယ်လိုပဲဖြစ်တငယ်ချင်းသိရလဲနေလားနော်အဓိကတော့ဟိုအများကြီးမျောလင်းချက်တွေမထားနဲ့အာရောက်လာတဲ့လူတစ်တီကိုကြိုးစိုးပုံပြလင်းနေပေါ့နော်အခုရောက်လာမဲ့သူတွေထဲမှာမှအဲ့လိုအဲကိုယ့်စီမှာ မရှိရဲ့အရာရှိနေတဲ့သူကိုရှာပေါ့နော်ဆိုတော့အဲ့လိုမျိုးကိုယ်နဲ့ different ဖြစ်တဲ့သူကိုရှာကိုယ်နဲ့တပုံစံနဲ့တူနေရင်ကိုယ်နဲ့အကျင့်တွေပါတူနေတာအဆင်မပြေဘူးလေနော်ဆိုတော့ ကိုနဲ့ different ဖြစ်နေတဲ့အရာကိုရှာပါကျေကိုကိုမှာပျောက်နေရတဲ့ခုကတခြားသူစီမှာရှာတွေ့ဝင်တာအကောင်းအကောင်းမွန်နဲ့ကံကောင်းခြင်းပဲလीနော်ဆိုတော့အဲ့ဒါလေးကိုပြောထားတာနော်နောက်တစ်ခက်ကကြည့်ရအောင်အော်တော်တော်ခုံထွက်သွားရဲ့โอเคဆိုတော့အမလီကလေးရကျွန်တော်ဒီခုံအားဝါဖြစ်လို့ပါ sorry နော်ကလေးနေရာယူသွားရဲ့ sexual union เนี่ย honor the place in one another where you are and and an eternal soul for the you will find true bliss true ဖြစ်တဲ့သူတွေပဲလာတော့မှာနောက်ပိုင်းရောက်ရည်ဒီဒါနော်အဲ့ဒါလေးမြင်ရတယ်အကောင်းမြင်စေတည်ထားနော်အာอืมโอเค union ပေါ့နော် union အဲ့လိုမျိုးလေးတွေ့ရတကယ်တမူးထားကြရလေးလीတိလား ဟိုအခုရနေရလဲဖြစ်ကောင်းဖြစ်မယ်နောက်ရမယ်ဟိုဟာလေးလည်းဖြစ်ကောင်းဖြစ်အဲ relationship လေးကတမိုးထားခြင်းစရာလေးအရင်ကောင်းတယ်ဘယ်လိုလဲဆိုတော့ကိုယ့်အတွက်လုံခြုံစိတ်ချရတဲ့နေရာတစ်ခုရောက်သွားတယ်အဲ့လိုပုံစံမျိုးလေးရတယ်ဒီလား internet internet ဆိုတာလုံးဝထာဝရအဆုံးထိပေါ့နော်အဲ့လိုမျိုးဘာလို့ဒီဟိုဆိုးဆိုးခြင်းဟိုတာနားလေတယ်သူကိုယ့်ရဲ့စိတ်ဝိညာဉ်ကိုနားလေတယ်သူကိုယ့်ရဲ့ခံစားချက်တွေကိုနားလေတယ်သူအဲ့လိုမျိုးလူမျိုးနဲ့ဒီလိုလောက်ခွင့်ရမယ်ဆိုတဲ့ပုံစံမျိုးလေးမြင်ရတယ်နော် When you pass from this world, you take nothing with you but your soul and the memory you have shared with those you loved. โอเคကျွန်တော်တို့ခန့်ဒီကဘွားကြီးကနေပြီးတော့เนาะတည်ဆုံးသွားတဲ့အခါမှာကျွန်တော်တို့ねဘာမှတည်ဝါလို့မရဘူးပေါ့เนาะကျွန်တော်တည်ဝါလို့ရတာက memory စီနဲ့ကျွန်တော်တို့ရဲ့စိတ်ဝိညာဉ်ကြီးပဲထွက်သွားတာပေါ့เนาะကျွန်တော်မြန်မာလူဆိုရင်တော့ဗုဒ္ဓဘာသာယူရဆိုရင်တော့ယုံနဲ့နံ क्वे သွားတယ်ပေါ့နံနံထွက်သွားတယ်ပေါ့เนาะဆိုတော့ကျွန်တော်ပြောသူပြောချင်တာကတော့နံနဲ့ဒီနံ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 မှာအသိစိတ်ရှိရတယ်เนาะနံမှာအဲ့မတရားရင်ねပါသွားမှာအဲ့တော့ကောင်းတာရင်လို့ကောင်းတာရင်ပြောပေါ့เนาะ မိကတော့အဆိုးမြင်ဝါးကြီးဒီမှာမလုံးမလုံးနဲ့နော် positive လေးပြော positive လေးပြုမှုပါနော် soulmate တဲ့ your soulmate is already with you in spirit believe this and they will manifest physically soulmate နဲ့ကိုနေရဒီဟိုနံပါတ်ဆိုင်ရာမှာဆိုတာပြောချင်တာကဒီအိမ်မက်တွေဘာတွေမှာဒါမှမဟုတ်ဒီ spiritual war fight ဒီ war မှာတော့ connect ဖြစ်နေပြီနော်ဟိုအတူတူရှိနေကြပြီဒါပေမဲ့တကယ်သွေးဒီ war မှာတော့မဖြစ်လာသေးဘူးဆိုတော့အဲ့လေကိုတော့စောင့်ရမယ် transformation your relationship with one another is about to deepen let go and transform all thing နော် လူတယောက်နဲ့ရောအဆင်ပြေသွားလိမ့်မယ်ကျွန်တော်ပြောဆိုပဲ၄လလောက်အချာကြရင်ထူးထူးခုထူးကြမယ်နော်အဲနောက်ထပ်၄လလောက်အချာကြရင်တခုထူးကြမယ်ဒါမှနောက်နေ့၄လပိုင်းတခုထူးကြမယ်မှာ၄ခန်းနဲ့ရင်အားကောင်းနေရနော် okay ဆိုတော့ကျွန်တော် message ရေးကြည့်ရအောင်ဟာလေးက divine masculine message နဲ့ divine masculine message ရဲ့ဖြစ်ကောင်းဖြစ်နိုင်နေဒါမှဒီ soul mate ဒီဒီမှာပြထားတဲ့ soul mate message လည်းဖြစ်ကောင်းဖြစ်နိုင်နေဒါမှ specific person တယောက်ရောပေါ့နော်အဲ့လိုမျိုးတယောက်ရောဆီက message လည်းဖြစ်နိုင်ပါတယ်ကြည့်ရအောင်ပါဠိပြောထားလေးလို့ ေးပါလေးပြောထားလေးကြည့်ရအောင်ဘသူလေးက credit တမားရပါပြီးပြောနေတယ် I'm so attracted to you တော့ဒီ soulmate လေးကကိုအရန်အောင်မှဆက်ဆောင်မှုရှိရလို့မြင်နေပါတယ်တဲ့ကိုကအရန်အောင်မှထွက်တယ်ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးလေးမြင်နေရလေးတွေ့ရတယ် Okay ဘာကြီးထပ်ပြီးတော့ပြောချင်နေသေးလဲ soulmate လေးဖြစ်နိုင်တယ်ဘယ် specific person လေးဖြစ်နိုင်ပါ रे Okay ကြည့်အောင် channel message လေးပေါ့နော်သူမပြောဖြစ်တဲ့ဟာလေးပေါ့ อโอเคตะคู่คู่ปอเนาะดิ2รอบจ้ามาแชร์ตะคู่คู่ปอเนาะอืมดาวโมโห crash me ซะแล้วอ่ะไม่ပြောมั้ยตู้ตู้กูกูกูเนี่ยปัดแต่ไอ้เจ้าหยาตะคู่กูอ่ะตู้เนเน่ลีโห intense fit เสียไอ้ตู้ตู้เนี่ยใส่เต็มมาตลอดเลล้วนมูตั้วหน่ายไงสวยปုံงานမျိုးนี้มีอ่ะอะไรก็ดิกางโดลำมูจินาไม่กางโดลำมูจินาสวยแต่ทีมาออกก็เบสโซ่ไอ้แท้เนี่ย energy ต้วยပြီးကြည့်လိုက်တဲ့အခါမှာโห ကိုယ့်အပေါ်မှာရှိတဲ့ခံစားချက်တွေကိုသူနားလည်သွားတဲ့အချိန်မှာသူသူ့ကိုယ်သူလက်မခံနိုင်တဲ့ energy မျိုးကိုကျွန်တော်ရရတယ်เนาะဆိုတော့ sometimes i stay away thinking about you တဲ့ခါတည်ကြရင်ငါမင်းเจ้าနေတွေ့ပြီးတော့ညဘက်အိမ်မပြောဘူးတဲ့เนาะ i love you တဲ့เนาะ right okay တယောက်ယောက်တော့ရှိရကိုယ်ကြိုက်နေတဲ့သူလည်းဖြစ်နိုင်တယ်ကိုယ်ဆိုးမိတ်လည်းဖြစ်နိုင်ပါတယ်เนาะဆိုးမိတ်နေရတော့ဒီရုပ်ပန်းဆရာမှာချစ်သူတွေမဖြစ်ကြသေးဘူး okay မင်းเจ้าတွေ့တာရက်တောင်မရက်နိုင်ဘူး okay ကောင်းလိုက်တာနားလိုက်တဲ့ energy เนาะတခါမှအဲ့လောက်ထိအောင်မရဘူး โอเคဆက်ကြည့်ရအောင်နောက်ဆုံးတစ်ခက်နောက်ဆုံးတစ်ခက်လောက်ပြပေးပါဦးဘယ်လို message လေးပေးခြင်းနေသေးလဲဒီကက်လေးဝယ်လိုက်တာအရင်တန်သွားရင်အရင် energy အရင်လာတာပဲနောက်ဆုံးကပ်ပါ I lost myself for a little while သူ့ကိုယ်သူနည်းနည်းလေးလမ်းပြောက်ခဲ့တဲ့အချိန်ခဏလောက်ပေါ့နော်ဒါပေမဲ့အခုဒါ lost myself ဆိုတော့ဒါခဏပဲပြောက်ခဲ့တာပေါ့နော်အခုအချိန်မှာတော့သူလမ်းပြန်တွေ့သွားပြီထင်ပါတယ်နော် so many things remind me of you အရာ သူတွေ့တဲ့မြအရာအလုံးကကိုယ်ပဲဟိုဖွန်ညွှန်းနေရပေါ့နော်သူအမြဲသတိရတယ်ဆိုတော့ပြောချင်တာပေါ့နော်โอเค so reading လေးကတော့ဒီလောက်ပါပဲအားလုံးလည်းစိတ်ချင်နေကြမယ်လို့ထင်ပါတယ်ပေါ်ပါလေးပဲမြင်လာလေးပြောသွားရယ်ဟို energy ကြိုက်တဲ့သူတွေရှိမယ်မကြိုက်တဲ့သူတွေရှိပါမယ် resonate မဖြစ်တာလေးရှိရင်လည်းကျွန်တော်နားလည်းပြီးပါဟိုအကုန်လုံးတော့ resonate မဖြစ်နိုင်အောင်လေးနော်ဆိုတော့အဲဆက်သက်ရအစီအစဉ်ဖို့ပဲ မျောလင့်ပါတယ်နော်အဲဆိုဗီဒီယိုလေးကိုကျွန်တော်ဒီနေရာမှာပဲဆုံးသတ်လိုက်ပါတယ်တကယ်လို့ personal video လေးလာပြီးမေးချင်တဲ့သူတွေလည်းကျွန်တော်ရဲ့ Facebook page မှာလာပြီးဆက်သွယ်လို့ရပါတယ်ဒါမှမဟုတ် Telegram မှာလည်းလာပြီးဆက်သွယ်လို့ရပါတယ်အရာအားလုံးဆက်လိုက်ရအောင်ပြရပါစီမယ်လို့ကျွန်တော်အားမခံပါဘူးခင်ဗျာဆိုတော့ energy လေးလည်းကြိုက်ကြပါစီအားလုံးပဲ bye bye